မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လက်နက်ကိုင်အဖွဲ့များငြိမ်းချမ်းရေးစပွဲဝိုင်းလာပြီးတိုင်းပြည်ထူထောင်ကြရန်ဒေါ်သက်သက်ခိုင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုင်းဒါလနဲ့ကိုင်အဖွဲ့အစည်းများအနေဖြင့်ငြိမ်းချမ်းရေးစပွဲဝိုင်းတို့လာရောက်ပြီးတိုင်းပြည်ပြည်လဲထူထောင်ကြရန်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ကပြောဆိုပါတယ် ရှမန်နေမေလ30ရက်နေပြီးတော့မင်္ဂလာတိတိဟိုတယ်မှာပြုလုပ်ခဲ့တဲ့မြန်မာပြည်အလဲပိုင်းငလင်ကြီးပြည်လေးတူတောင်ရေးသုံးသက်ဆွေးနွေးပွဲတွင်ဒေါက်တာတသက်ခိုင်ကဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်လက်ရှိတွင်စစ်ကောင်စီကလည်းအပြစ်ခတ်ရက်စဲရေးကိုလုပ်နေသလိုတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းများကအပြစ်ခတ်ရက်စဲရေးလှုပ်ထားကြတဲ့အတွက်နိုင်ငံရေးအမျိုးသားအကျိုးစီးပွားကိုပဲတည်ရှိပြီးမှအကုန်လုံးလက်တွဲပြီးပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ဖြစ်ကြောင်းလည်းဒေါက်တာတသက်ခိုင်ကပြောပါရယ် ကျမပထမဆုံးမြေတားရက်ခန့်ကျင်တာကတော့ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေအပြစ်ခက်ရဲစဲရေးကိုလုပ်ပြီးတော့မှဒီငိမ့်တန်းရေးစပွဲဝိုင်းကိုလာပြီးတိုင်းပြည်ကိုဘလို့စူပေါင်းတီထောင်မလဲပေါ့နော်။ပြန်လေတီထောင်မလဲအဲ့ဒါလေးကအရေးကြီးပါတယ်။နောက်တစ်ခုကပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကလည်းအရေးကြီးပါတယ်။တိုင်းပြည်ချစ်တဲ့စိတ်နဲ့ကိုယ်အမျိုးသားအကျိုးစီးပွားကိုပဲဦးတည်ပြီးတော့မှအကုန်လုံးကတယောက်နဲ့တယောက်တီးခံပြီးတော့မှလက်တွဲပူးပေါင်းဆောင်ရွက်တဲ့အချိန်ဖြစ်ပါရဲ့ရှင်ဟုပြောပါရတယ်။သို့တော့စစ်ကောင်စီပြီးခဲ့သည့်ဧပြီ၂ရက်နေ့စတင်ပြီး 22ရက်နေ့တကြိမ်အပိ22ရက်နေ့ကနေ30ရက်တကြိမ်မေလ1ရက်နေ့ကနေ31ရက်နေ့တကြိမ်တနိုင်ငံလုံးအပြည့်ရကြောင်းကြေညာထားပါတယ်။ရှင်းကဲတော့ကြေညာထားတော့လဲစစ်ကောင်စီတီတနိုင်ငံလုံးရှိအရက်သားနေထိုင်ရာနေရာများထော်လရေးတပ်ဖွဲ့များနေရာများကိုလေးချောင်းကပုံကျဲတိုက်ခိုင်းနေပြီးနှစ်လအတွင်းအရက်သားယာနစ်ချီတည်ဆုံနေပါတယ်။ထို့ပြင်မြန်မာနိုင်ငံကိုပြန်လည်ယုံထတီထောင်ရန်နိုင်ငံသူနိုင်ငံသားများမှလည်းအဓိကအခန်းကဏ္ဍကပူးပေါင်းပါဝင်ရမည်ဟုဒေါက်တာတက်တက်ခိုင်ကဆက်လက်ပြောဆိုထားပါတယ်။ ဖူးပေါင်းဆောင်ရွက်ပြီးတော့မှလုံခြုံရေးအရစိန်ခေါ်မှုတွေကိုလည်းပြည်သူလူထုရင်ဆိုင်နေရတယ်ပြီးတော့တိုက်ပွဲရှောင်ရတယ်တိုက်ပွဲရှောင်ရတော့ကိုတီတာမှကိုမနေရဘူးအလုပ်တွေမလုပ်နိုင်ဘူးကလေးတွေဆိုလို့ရှိရင်လည်းចောင်းတွေပြောင်းရတယ်သို့မဟုတ်ចောင်းမနေနိုင်ဘူးပေါ့လေစာတပြည့်ဒီလိုအခက်အခဲတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုကြားထဲမှာမှကျမတို့သဘာဝဘေးကိုထတ်ကြုံရတယ်ကျမတို့အကုန်လုံးကကျမတို့မြန်မာနိုင်ငံကိုပြန်လည်ယုံထပြီးတည်ထောင်ဖို့ကကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အခမ်းကဏ္ဍအတိတ်အခမ်းကဏ္ဍမှာပါဝင်ရမယ်ပေါ့နော်ဟုပြောပါတယ် မြန်မာငလင်ကြောင့်ဌာနဆိုင်ရာနှင့်ပြည်သူလူထုများစုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေကျပ်3804.549 549ဘီလီယံရှိခဲ့တယ်ဟုစစ်ကောင်စီကမေလ29ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီး KMTF ကိုစုဖွဲ့မှုကောင်းတော်တက်ဟုညီနောင်မဟာမိတ်ဂုံပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်အမျိုးသားကာကွယ်ရေးတပ် KMTF ကိုစုဖွဲ့မှုကောင်းတော်တက်တခုဟု AA MNDAA TNLA စုပေါင်းထားသည့်ညီနောင်မဟာမိတ်အဖွဲ့ကဂုံပြုကြောင်းယနေ့မေ30ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။ ယနေ့မေလ31ရက်တွင်ကြာရောက်သည့် KMDF ၏ဖွဲ့စည်းထူထောင်ခြင်းလေးနှစ်ပြည့်အခမ်းအနားသို့ဖေဖိုသည့်ညီနောင်မဟာမိတ်၃ဘွဲ့၏ဂုံပြူတဝန်လာတွင်ပြောဆိုထားခြင်းဖြစ်ပါသည်။ကယင်းနီအမျိုးသားကာကွယ်ရေးတပ်ဟာတက်ကြွဖြက်လက်တဲ့လူငယ်မျိုးဆက်တစ်တွင်စုဖွဲ့မှုကောင်းစွာတိုက်ပွဲဝင်နိုင်ခဲ့ကြသည်။ ခရင်နီဒေတာအတွင်ရန်သူစခန်းတစ်ခုပြီးတစ်ခုခြေမုံတိုက်ခိုက်နိုင်ခဲ့တဲ့အပြင်ထိုက်ပွဲပေါင်းများစွာကိုဆင်နွှဲခဲ့ပြီးထိုက်တန်တဲ့အောင်မြင်မှုနဲ့အတူခရင်နီလူမျိုးတွေရဲ့ဘိုးဘွားပိုင်နေမြေတွေကိုလည်းပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်ဟုညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ် KMTF တက်သည့်ကရင်နီလူမျိုးများနှင့်၎င်းတို့၏ဒေသအတွင်းရှိပြည်သူလူထုတရက်လုံး၏အသက်အိုးအိမ်စီစဉ်တို့ကိုကာကွယ်စောင့်ရှောက်ရေးအမျိုးသားတန်းတူရေး ိုပိုင်ပြထန်းဆုပ်ဖြတ်ပိုင်ခွင့်ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ဖြုတ်ချနိုင်ရေးတို့အတွက်ကရင်နီလူမျိုးများဖြင့်စုဖွဲ့ကတည်ထောင်ထားသောအဖွဲ့အစည်းဖြစ်ကြောင်းလည်းထုတ်ပြန်ချက်ကဖော်ပြပါရယ်။လေးနှစ်တာကာလအတွင်းတော်လန်ရေးလောကရအခက်ခဲများကိုကရင်နီပြည်သူလူထုတရက်လုံးနဲ့လက်တွဲပြီးခါးစည်းရင်ဆိုင်ဖြတ်တန်းခဲ့ကြပြီးဖြစ်သည်ဟုလည်းညီနောင်မဟာမိတ်အဖွဲ့ကဆိုပါရယ်။လေးနှစ်တာဒေါ်လာရေးကာလအတွင်းအသက်သွေးချွေဘဝများစွာပေးဆက်ဆုံးလုပ်ခဲ့ကြရတဲ့ကယင်းဒီပြည်သူလူတို့ကယင်းဒီသူရဲကောင်းတွေနဲ့ဒေါ်လာရေးရဲဘော်တို့ရဲ့ပေးဆက်မှုတိုင်းကိုမိမိတို့ညီနောင်မဟာမိတ်တို ံးဘွဲမှာလေးနက်စွာဂုံပြူအပ်ပါတယ်ဟုပြောပါတယ်။ကရင်ပြည်သူလူထုတို့တရက်လုံးနဲ့ KMDF မှမျှော်လင့်ထားသောစစ်ရေးနိုင်ငံရေးညီမှန်ချက်များအချိန်တိုတိုအတွင်းအမြန်ဆုံးပြည့်မြောက်နိုင်ပါစေကြောင်းစုမုံကောင်တောင်းတီးဟုလည်းညီနောင်မဟာမိတ်ခွဲကထုတ်ပြန်ထားပါတယ်။ တော်လရဲ့လေးနှစ်ကျော်ကာလအတွင်းဒေသကာကွယ်ရေးတပ်ဖွဲ့အချို့တို့မှတော်လရဲ့အတွင်းမရက်တည်နိုင်ကြတော့ပဲတော်လရဲ့ပြည်လမ်းပေါ်မှာလွေ့ဆင်သွားခဲ့ကြရပြီးဖြစ်တဲ့ကဲတော့အချို့သောအဖွဲ့အစည်းများမှစစ်အာဏာရှင်တို့အားနောက်မဆုတ်စတဲ့ကြက်ကြန့်ခံသောစိတ်ဓာတ်များဖြင့်ဆက်လက်တွန်းလှန်တိုက်ခိုက်နေကြဆဲဖြစ်သည်ဟုလည်းညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ်ဆလပီကြောက်ဖြူတိုက်ပွဲမှာတိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်တုံးမှန်းများကိုအေအေကဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် တိုက်ပွဲများပြင်းထန်နေသောရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင် အာနာသိန်းစက်ကောင်းစီတိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးအပါဝင်စစ်တုံးမှန်အများပြားကိုအရကတက်တော်အေအေကဖမ်းဆီးထားကြောင်းသိရပါတယ်။မေလ30ရက်နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တဲ့မင်းတပ်တောင်ကျေးရွာအနီးနှစ်ဖက်တီးတွေ့တိုက်ပွဲတွင်အေအေကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းတရင်ရင်းမြများကပြောဆိုပါတယ်။ မင်းတပ်တောင်ကြေးရွာမီတာ600အကွာရှိစက်မှုလက်မှုတင်တန်းချောင်းမှာအခြေပြုတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းမှာအေးအေးရှိရာသို့ထိုးစစ်ဆင်တိုက်ခိုက်လာ၍နှစ်ဖက်တိုက်ပွဲမှာပြင်းထန်ကြေကြခြင်းဖြစ်ပါတယ် ယခုဖန်စီရရှိထားသည့်ဒုတိယဝန်မှုကြီးမှကျော်လင်းဆိုင်ဖြစ်ပြီးကိုပိုင်အမန်ကြီး3053နှင့်တိုင်းစစ်ဦးစီးမှုလည်းဖြစ်တမ71ဤနီးပြူဟာမှုလည်းဖြစ်ကြောင်းအဆိုပါသတင်းရင်းမြစ်ကပြောဆိုပါရယ်။၎င်းတို့ကိုဖန်စီရမိခဲ့သည့်အပြင်လက်နက်ခရဲအများပြားကိုလည်းအာရကတက်တော် AA ကထိန်းစီရမိခဲ့သည်ဟုသိရပါရယ်။ယင်းအပြင်မေလ28ရက်နေ့ကလည်းနှမ်းဖဲတောင်တိုက်ပွဲအတွင်မှစစ်ကောင်စီတမ71ချင်းမြန်တပ်ရင်းဌာနချုပ်မှဗိုလ်မှူးချုပ်ကျော်မျိုးအောင် အပါဝဲနောက်ထပ်အရာရှိနှင့်တပ်သားစုစုပေါင်း၅ဦးမှ AA စနိုက်ပါ ါပြစ်ခတ်မှုကြောင့်တည်ဆုံသွားပြီဟုသိရပါတယ်။ဖုံမှုချုပ်ကြော်မျိုးအောင်တည်ဆုံသွားသည်ကို၎င်း၏မိသားစုဝင်များကလည်းအတည်ပြုပြီးနိုင်ရေးဖိတ်စာထုတ်ထားကယနေ့မေလ31ရက်နေ့တွင်ရက်လယ်စွန်းကျွေတရားနာပြုလုပ်မည်ဟုမိသားစုဝင်များကပြောထားပါတယ်။ကျောက်ဖြူမြို့နယ်စစ်ကောင်စီ၏အမှတ်32ရဲတပ်ရင်းအနီးနှမ်းဖဲတောင်နှင့် ကျိုင်းစီကေရိုတွေလည်းတိုက်ပွဲများပြင်းထန်နေပြီးနှံဖေးတောင်ကိုအေအေကသိမ်းပိုက်လိုက်ပြီးဟိုလေဒေသခံများကပြောဆိုထားကြပါတယ်။ယခုလအစောပိုင်းကလည်းလိခမော်တက်စခန်းနဲ့မင်းတပ်တောင်စခန်းတို့ကိုလည်းအေအေကသိမ်းပိုက်ထားကြောင်းဒေသခံများချမ်းသာသိရပါတယ်။ ကြောက်သူတိုက်ပွဲအတွင်း AAE ထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှဂစင်ကလျားထွက်ပြေးနေကြောင်းလည်းသိရပြီးအာရကတပ်တော် AAE ကလိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်ဟုသိရပါတယ်။ကြောက်ဖြူတွင်စစ်ကောင်စီဤခလာရ34ခမာရ542ခမာရ523ဒညဝရီရေတပ်ဌာနချုပ်တောင်မော်ကြီးရေတပ်ဌာနကွယ်အုံးကျွေရေတပ်စခန်းနှင့်အမှတ်32ရေတပ်ရင်တို့ရှိပြီးရင်တပ်ရင်ကစီမံခန့်ခွဲနေသည်။ အဆိုပါတိုက်ပွဲများကြောင့်ကြောက်ဖြူမျိုးပေါ်ကစစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများနှင့်မျိုးကံများသည့်ပြည်မသို့ရခုရပိုင်းများတွင်ထွက်ခွာနေကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရသည်ဆလဘီ KMPN နဲ့အတူဆရာနာရှင်အမြင့်ဖြတ်မဲအစုံဖြတ်တိုက်ပွဲတွေမှာ လက်တွဲတိုက်ပွဲဝင်ဖို့အသိရှိတယ်ဟုမန္တလေး PDF အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်အမျိုးသားကာကွယ်ရေးတပ် KMDF နဲ့အတူစစ်အာဏာရှင်အမြင့်ဖြတ်ပြီးအစုံဖြတ်တိုက်ပွဲတွေမှာဟန်ချက်ညီညီလက်တွဲတိုက်ပွဲဝင်သွားဖို့အသိရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအတည်ပြုပြောကြားလိုက်ပါတယ်။ 2025ခုနှစ်မေလ31ရက်နေ့မှာကြာရောက်တဲ့ကရင်ပြည်အမျိုးသားကာကွယ်ရေးတပ် KMDF တပ်တီထောင်ချင်းလေးနေပြည်အခမ်းအနားသို့သဝန်လာပေးဖို့ရာမှာမန္တလေး PDF ကထည့်သွင်းပြောကြားလိုက်တာပါကရင်ပြည်အမျိုးသားကာကွယ်ရေးတပ် KFDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာကာလရှည်ကြာချစ်ကြည်ရင်းနှီးခဲ့တဲ့ဆက်ဆက်ရေးကောင်းတွေရှိကြောင်းနဲ့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်မဲ့အစုံအဖြတ်တိုက်ပွဲတွေမှာဟန်ချက်ညီညီတိုက်ပွဲဝင်သွားဖို့အသိရှိကြောင်းအသိပေးထားပါတယ်။ KMDF ဟာအမျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ Federal Democracy ရေးအတွက်တရင်35ရင်းနဲ့ဖြူဟာ၉ခုဖွဲ့စည်းပြီးအသက်သွေးချွေးတို့ကိုစတေးပြီးဒီဇိုင်းမမတ်တိုက်ပွဲဝင်နေတာကိုအလေးအနက်ဥညွတ်ခုံပြူကြောင်းဖော်ပြထားပါတယ်။ KMDF မှာဥဆောင်သူတွေတပ်ဖွဲ့ဝင်တွေရဲ့ဆုံးလုပ်ပေးဆက်ပြီးရရှိလာတဲ့နိုင်ငံရေးစည်ရေးအောင်မြင်မှုတွေဟာကရင်နီပြည်နယ်ကရင်နီလူလူအတွက်သာမကနှွေဦးဒေါ်လာရေးတစ်ခုလုံးအတွက်ပါအလွန်အရေးပါတဲ့သမိုင်းမှတ်တိုင်တွေဖြစ်တယ်လို့မန္တလေး PDF ကအတည်ပြုပြောကြားထားတာဖြစ်ပါတယ်။ဆက်လက်ပြီး